ဒုက္ခကောင်းကိုစောင့်မျှော်နေတဲ့လူတွေအတွက်ဂျွန်26ရက်ကျန်တာပိနေ့လည်အတွက်တည်သန့်ဒုက္ခကောင်းဆိုင်လေးကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်တော့ကြောင့်ဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာမှဆိုရင်3381 3988 88မှာဆိုရင်ကျွန်တော်နေ3ကိုအမဲရောက်လေးနဲ့ဝိုင်းပြထားပါတယ်။အဲ3ဖြစ်ပေါ်လာဖို့အတွက်ကိုအရှိမကျွန်တော်က3ညာတစ်လုံးရှိရဗျ။အဲ့တော့သူ့ရဲ့နောက်ရက်မှာကျွန်တော်က3ဖြစ်ဖို့အတွက်ဆို3ထည့်ပြီးမှရမယ်ပေါ့နော်။အဲ့ဒီမှာဆိုရင်3ကိုဆိုပြီးထွက်ပေးခဲ့တာကိုတွေးရှိရမှာဖြစ်ပါတယ်။ အဲ့လိုပါပဲ1 1 3ကိုထွက်တဲ့နေ့မှာဆိုရင်မနက်ခင်းမှာထွက်တဲ့1 1မှာဆိုရင်တင်းနောက်ပိတ်ကိုကျွန်တော်ဝိုင်းပြထားတယ်1တလုံးရဖို့အတွက်ကျွန်တော်ကအရှိမကနှစ်တလုံးရှိရင်တင်းရဖို့အတွက်ဆိုကျွန်တော်တို့က6တလုံးကိုထည့်ပြီးမှဖြစ်တဲ့အတွက်နှစ်ရဲ့6ရဲ့ပေါင်းပါလာတင်းရပါတယ်အဲ့တော့အဲ့ဒီနေ့မှာထိတ်စည်းဆိုပြီး6ထိတ်ဆိုပြီးရခဲ့ပါတယ် ဲ့လိုပဲကျွန်တော်တို့ဒီ3ည3နှစ်ထွက်တဲ့နေမှာဆိုရင်မနက်ခင်းမှထွက်တဲ့3ည3မှာဆိုရင်ကျွန်တော်က3တောင်းပိတ်ကိုယူတယ်အဲ့ဒီမှာ3ပေါ့နော်ပေါင်းချင်းက3အဲ့တော့သူ့ရဲ့ရှေ့မှာ3ည3လုံးပဲရှိတယ်ဆိုတော့ဒီနေ့ထိတ်ချီအတွက်တကောင်ကောင်ရဲ့ထိတ်ချီလိုင်းအဖြစ်ကျွန်တော်အနေနဲ့3လုံးကိုရရှိပြီးဖြစ်ပါတယ်ခင်ဗျာဘာလို့ဒီတကောင်ကောင်ဆိုင်လေးကိုချိန်နှစ်တက်လဲဆိုတော့ကျွန်တော်ရဲ့ TS ကီးဖြစ်တဲ့9ည3ကီးနဲ့လည်းညိနေတဲ့အတွက်ဒီတကောင်ကောင်ဆိုင်ကြီးလုံးဝ3လုံးနဲ့လှပနေပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ daily ပေါ့နော်ထိုးမယ်ဆိုရင်ကျွန်တော်အပိတ်တော့ကျွန်တော်မပြောတော့ဘူး အဲ့ဒီနေရာမှာမိတ်ဆွေတို့ဘာလေးတွေထိုးလို့ရမလဲဆိုတော့3လေးရှိမယ်3၅ရှိမယ်3၆ရှိမယ်3ခုရှိပါမယ်ဒဲ့လေးခွက်ထိုးကြည့်ပါဒီထဲမှာတော့တကောကောင်းဆိုင်ရဲ့အပိတ်ကကျွန်တော်ပြောရတဲ့လေးခွက်ထဲမှာတကောတော့ပါမယ်ထင်ပါတယ်3 4 3 5 3 6 3ခုဆိုပြီးမိတ်ဆွေတို့ထိုးကြည့်ပါခင်ဗျာ အခုဂျာနာမင်းနဲ့တောက်ကြမှာပရိအပိုင်းနဲ့ဒီနေ့မှလည်းဂျာနာမင်းနေမှာမနေ့ကလိုမျိုး၃ည၃အဖွဲ့ဝင်တွေကိုပေးတယ်ဒီလိုမျိုးရှယ်ဝန်ကွက်ရင်းနဲ့ဝင်ချင်းနဲ့ဆိုရင်ဂျာနာမင်းတောက်ကြအတွက်အဖွဲ့ဝင်ထပ်ခေါ်ပါတယ်လာချင်တဲ့လူတွေလာလို့ရပါတယ်ခင်ဗျာဒီနေ့မှလည်းကျွန်တော်တို့ဝန်ကွက်ရင်းနဲ့ထပ်မံပေါ့ဖို့အတွက်ကျွန်တော်ကလင်းရဆွမ်းဆောင်ပေးသွားမှာဖြစ်တော့ကြောင်းဒီတော့ကောင်းကောင်းဆိုင်လေးရတော့မိတ်ဆွေတို့ကိုကျွန်တော်တဝက်ပြပေးလိုက်တယ်ဒါပေမဲ့၃၄၃၅၃၆၃ကိုဆိုပြီးတော့ကျွန်တော်ဒက်လေးဝက်ပြပြလိုက်ပါတယ် ီကနေ့ရဲ့လုံဝရှယ်ဝန်ကွင်ရင်နဲ့မနေ့ရလိုမျိုးအချီရကျင်တဲ့လူတွေရှိတယ်ဆိုတော့ကေလင်းစီလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်လေးတောင်းကြတဲ့အဖွဲ့ဝင်ထပ်ခေါ်ပါတယ်ခင်ဗျအားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေခင်ဗျ